မင်္ဂလာပါရှင်ဒီနေ့ပြဆမရန်တင်ချာအခန်းကတသမကင်းမြမြောက်ချင်းကဆံမြင့်လာ94နံပါတ်3ကိုဆက်ပြီးတော့ရှင်းပြပြီးမှာဖြစ်ပါတယ်တသမ4နဲ့အမြောက်3သသမ6ကိုမီလို့တက်တီကိုရှင်းပြမိဒီတစ်ခါကတသမတွေကဘယ်လိုဖြစ်လာပြီလဲဆိုတော့သူကဆယ်လီစိတ်ထိရှိတယ်ဒီမှာကျတော့ဆယ်လီစိတ်ယာလီစိတ်ဆိုပြီးတော့ယာလီစိတ်ထိရှိတယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ကျတော့ဘယ်လိုတွက်ကြမလဲသူကဒါလေးကိုစဉ်းစားတဲ့အနည်းလေးကိုပေးထားတယ်တသမ4နဲ့ ဒီမှာရှိတဲ့ဇက်တမ၄နှစ်မှာဆရာမတော်ကဇက်တမဖြောက်မယ်တရာ၄၀နဲ့နှစ်ဆိုပြီးတော့ဖြစ်ချင်တယ်ဆိုတော့သူ့ကိုဇက်တမကနှစ်နေရရှိတဲ့အတွက်ကြောင့်မလို့ယာလီစိတ်ထိရှိတဲ့အတွက်ကြောင့်မလို့တရာနဲ့မြောက်လိုက်မယ်အဲ့ဒါဆိုရင်တရာ၄၀နဲ့နှစ်ဖြစ်သွားပြီတုံးဇက်တမ၆ကဇက်တမတနေရဆယ်လီစိတ်ထိပဲရှိလို့၁၀နဲ့မြောက်လိုက်မယ်ဒီတော့36ဆိုပြီးတော့ရသွားပြီအဲ့တော့6နဲ့40နဲ့ဒါမြောက်တာရပါတယ်6နဲ့40နဲ့နေရီတင်မှ6နဲ့24 25 9ရီနဲ့မှ6နဲ့68 ဟုတ်ပြီအဲ့လိုတွက်လိုက်တော့နောက်ဆုံးဘယ်လောက်ရလဲဆိုတော့9130နဲ့2ဆိုပြီးတော့ရတယ်ဟုတ်ပြီအဲ့ဒါဆိုတော့ဆ iam မတို့ကဒီမှာအရင်ဆုံး100နဲ့မြောက်တယ်ပြီးတော့30နဲ့မြောက်တယ်မြောက်တာက100နဲ့တစ်ခါမြောက်လိုက်တယ်ပြီးတော့မှ30နဲ့တစ်ခါမြောက်လိုက်တယ်မြောက်တာကနှစ်ခါအဲ့တော့100လီက1000ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာပြန်စားတဲ့အချိန်မှာဒီနှစ်ခုစလုံးနဲ့ပြန်စားပေးရမယ်1000နဲ့ပြန်စားပေးရမယ် ဟုတ်ပြီနော်အဲ့တော့တထောင်နဲ့ပြန်စားရဲဆိုတာဒီဒသမ3နေရဒသမဒီမှာရှိတဲ့ဒသမဒီတထောင်နဲ့စားလိုက်တဲ့ခါမှာ3နေရဘက်ဘက်ကိုရွှေ့သွားမယ်ဆိုတော့9ဒသမ1 1 2ဆိုပြီးတော့ရပါမယ်ဟဲ့နော်အဲ့တော့ဒသမကိန်းများထောင်လိုက်မြောက်ပုံပြန်ကြည့်ရအောင်အပြည့်ကိန်းများမြောက်ချင်းကဲသို့တွက်ပါအပြည့်ကိန်းတွေမြောက်တဲ့အတိုင်းပဲတွက်ပါမယ်တဲ့ဒါအတူတူပါပဲ အဲ့ဒါပြီးတဲ့အခါမှာမြောက်လက်ရှိဒသမနောက်မှကနန်းအရေအတွက်တီကိန်းနဲ့မြောက်ကိန်းအသီးသီးရှိဒသမနောက်မှကနန်းအရေအတွက်ပေါင်းလက်နဲ့အတူတူပဲဖြစ်ပါလိမ့်တဲ့အဲ့တော့ဒီမှာကြည့်ပါမယ်တသသမ3ဒီမှာ2သသမ4ဒသမဒီဒီမှာတစ်လုံးရှိတယ်ဒီမှာတစ်လုံးရှိတယ်အဲ့ဒါဆိုတသမနှလုံးတသမနှစ်နေရအဲ့ဒါကြောင့်မလို့ဒီမှာအောက်ဆုံးမှာအဖြေမှာတသမနှစ်နေရဖြစ်မယ်ရှေ့မှာတော့ဆက်မလို့ပါတသမ3ကို10နဲ့မြောက်ခဲ့တယ် ဟုတ်ပြီနော်အဲ့ဒါပြီးတော့နှစ်သက်သက်မှ3ကို10နဲ့မြောက်ခဲ့10နှစ်ခုနဲ့မြောက်တာဆိုတော့10ဆယ်လေးတရားဆိုတော့ဒီမှာတရားနဲ့ထက်စားလိုက်တဲ့ခါကျတော့သမနှစ်နေရဖြစ်တယ်အဲ့ဒီက concept လေးကိုပဲဒီမှာပြန်ယူပြီးတော့မှဒီမှာသမတစ်လုံးဒီမှာသမတစ်လုံးအဲ့ဒါဆိုတော့အဖြေမှာဒီနှစ်ခုစလုံးကိုပေါင်းပြီးတော့မှသမနှစ်နေရနှစ်လုံးဆိုပြီးတော့ယူလိုက်တယ်အဲ့အပေါ်ကပုတ်စာခုနကဒါကိုဆံမတော်ကတရားနဲ့မြောက်ခဲ့တာဒါကို10နဲ့မြောက်ခဲ့တာ အဲ့ဒါကြောင့်မလို့အောက်ဆုံးအဖြေမှာကျတော့ပြန်စားဆိုတဲ့အချိန်မှာကတထောင်နဲ့စားခဲ့တာဟုတ်တယ်နော်ဒသမ3နေရာပေါ့နော်အခုကျတော့ဒီမှာဆရာမတို့အဲ့ဒီနီးနဲ့မသွားတော့ပဲနဲ့ဒီမှာဒသမ1လုံးဒီမှာဒသမ3လုံးအဲ့ပေါင်းလိုက်တဲ့အခါမှာဒသမ3လုံးဆိုတော့3နေရာဖြစ်လိုက်တယ်5ဒသမ1 2နဲ့ဆိုပြီးတော့ရသွားပြီเนาะအဲ့တော့အဲ့ဒီအတိုင်းပဲဆရာမတို့နောက်ကပုံစံလေးကိုတွက်ပါမယ်ဒသမ1နေရာရှင်း1နေရာ2နေရာရှင်း2နေရာဆိုပြီးတော့မှာ အဲ့တော့ပုံစံတစ်ပုတ်စီဤမြောင်းလက်တွင်တတမထဲ့ပါတဲ့ဟုတ်ပြီအဲ့တော့ဒီမှာတနေရရှိတယ်တတမတနေရဒီမှာတနေရရှိတယ်ဒါဆိုရင်အဖြေရေးမယ်သူကသူကတတမထဲ့စီချင်တာဆိုတော့တတမနှစ်နေရဖြတ်မယ်ဒီနှစ်ဆိုပြီးတော့ဒီမှာနှလုံးဆိုပြီးတော့တတမဒီမှာ14တတမခွန်နှစ်ဆိုပြီးတော့ဖြတ်လိုက်ရောပါပဲနောက်တစ်ခုကနှစ်တတမကိုဒီမှာတနေရရှိတယ် တက်တက်မလေးခွန်ဒီမှာ200ရရှိတယ်ဒါဆိုလို့ရှိရင်တက်တမ300ဖြစ်မယ်တက်အပေါင်းနဲ့က3ဆိုတော့300ဖြစ်မယ်တက်2 3အဲ့တော့အဖြေဒီတက်တက်မ3 6 3တက်တမဒီမှာလာမယ်နော်တက်တက်မ3 6 3ဆိုပြီးဖြစ်ပါမယ်နံပါတ်5ကအဘာရုပ်ကိုထောင်လိုက်တတ်ပါဆက်စပ်ဆံမတို့ထောင်ထောင်လိုက်တတ်မယ်ကာချီရဲခောက်ရဲ ဲ့တော့ဒီမှာဆရာမတို့စားမြောက်မယ်၃နဲ့မြောက်ရင်၃အောက်ကိုရေးမယ်၂နဲ့မြောက်ရင်၂အောက်ကိုရေးမယ်၄နဲ့မြောက်ရင်၄အောက်ကိုရေးမယ်အဲ့တော့ကို၃လီ၂၀ခွန်ခွန်ရေးတော့၂မှတ်၃ကိုလီ၂၀ခွန်ခွန်ရေး၂မှတ်၃တက်လီ၃၄၅အဲ့တော့ရေးလိုက်ပြီ၅အဲ့တော့ဒီနှစ်ဒီနှစ်အောက်တက်တက်ရေးမယ်အဲ့တော့ဆရာမဒါလေးကိုဒီနေ့လေးမှရေးလိုက်ငါဆက်ခွန်ဆိုပြီးဟုတ်ပြီနော်အဲ့တော့2948ရေးတက်မှ2တက်လီ2 3 ်နောက်တစ်ခုကလေးနဲ့မြောက်မယ်ကိုလေးလေး36 6ရေးတော့3မယ်လေးတလီ4 4ရက်3ရက်ပေါင်းတော့ခွန်ဟောဗိဒါတွေခွန်လုံးကိုပေါင်းပါမယ်ခွန်၈ရက်5ရက်ပေါင်းတော့73 3ရေးတတင်6ရက်3ရက်က9 9ရက်10ရက်က30တုံညရေတစ်တင်ခွန်ရတရကရှစ်ဟုတ်ပြီအဲ့တော့ဒသမဒီဒီမှာကလေးတော့ဒီလိုလေးလုပ်မယ်ပေါ့နော်ဒီမှာတလုံးကနန်းတလုံးခုနဥပမာအတိုင်းပဲရေးမယ် တသက်မှာကနန်းတလုံးဒါအောင်ဆရာမနောက်ပိုင်းပုစာဒီမှာမရေးပြတော့ပါဘူးကလေးတို့ဟာဟိုဟာကိုရေးကြပါနော်ဒီမှာကကနန်းနှလုံးဒါဆိုရင်ဒီမှာသူ့ကိုပေါင်းလိုက်ပြီးတော့မှဒီနေရာမှာကနန်းသုံးလုံးဖြစ်မယ်အဲ့တော့တင်းနဲ့3ဆိုတော့အဖြေဒီ8ရတမ3ည3ငါ8ရတမ3ည3ခွန် နောက်တစ်ခုက၃ညတမ၁၆၃ညတမ၄အမြအဲ့တော့၆လေးညီ၂၄၄ရေးနှစ်မဲ့၄တလီ၄၆၄၃ညလေး၃ညမရေးတော့ဘူး၃ညလီကကလေးတို့ထည့်ရေးချင်လဲရေးပါမရေးရင်လည်းရတယ်ဟုတ်ပြီနော်ဒါပေမဲ့ဒီလိုထည့်ရေးလိုက်တဲ့ခါမှာတော့တသမဖြတ်ရတာပို့လွယ်သွားတယ်မဟုတ်လို့ရှိရင်လည်း64ကိုဖြတ်တဲ့အချိန်မှာအခက်တွေ့မှာဆိုလို့ဆရာမတော့ထည့်ရေးလိုက်တယ်၃ည၆လီအကုန်လုံးက၃ညဆိုရေးလိုက်ပြီအဲ့တော့အဖြေကဒီလိုရမယ်နော် ီလိုရသွားပြီဒါဆင်ဒီနေရာမှာကဒါကကနန်းနယ်လုံးဒါကကြတော့တလုံးဒါဆိုရင်ဆရာမတို့ဒီမှာပေါင်းလိုက်တဲ့ခါမှာကနန်းသုံးလုံးဖြည့်ရမယ်အဲ့တော့ဖြည့်လိုက်မယ်1 2 3ဆိုတော့ဒသမဖြည့်ရတာလွယ်သွားတယ်ပေါ့နော်3ညဒသမ3ည6 4 အဘာတို့ကိုဒေါင်းလိုက်တက်ပါဒါလည်းဆရာမတို့ဒေါင်းလိုက်တက်ပါမယ်ခုနလိုပဲဟုတ်ပြီနော်အဲ့တော့တသမဆုစုပေါင်းမနှလုံးရှိလဲအဲ့ဒါကိုအဖြေမှာဖြတ်လိုက်ရုံပါပဲဟုတ်ပြီအဲ့တော့နံပါတ်ကကြည့်ကြအောင်ခွန်တသမတင်းနဲ့အမြောက်၄တသမ3အဲ့တော့3တလီက6 3တလီက3ခွန်3လီက27အဲ့တော့4တလီက8 4တလီက4ခွန်4လီက28အဲ့ဒါကိုပေါင်းမယ်အဲ့တော့ဒီမှာ6 စတဲ့တရေတက်တဲ့၄၅၆၈၉၃၀၃ရရေတော့တက်တဲ့၃အော်ဒီမှာကနန်းတနေရဒါကဒီမှာနှစ်နေရဒီမှာတနေရဆိုဆရာမတို့ပေါင်းမလို့၃နေရဖြစ်ပါမယ်အော်ဒီနှစ်၃တော့အဖြေက33.616နောက်တစ်ခုဆက်ကြည့်မယ်6.35အမြောက်2.9အဲ့တော့ဒါကိုမြောက်ပါမယ်6.35 2.9 9.35 ငါရေတော့မယ်ခွန်တောင်ညာတောင်ညာဆိုတော့3 9 6 40နဲ့2နည်းနည်းမြောက်မယ်2 9 40 30တောင်ညာရေတက်မယ်2တောင်ညာရေတောင်ညာဆိုတော့1 9 6 40က7ပေါင်းမယ်ငါ3 4ရက်တည့်ရက်က3 4ရက်နေ့ရက်က6ဒါ7 လက်သမားကဒီမှာ2နေရဒီမှာ2နေရဆိုတော့စုပေါင်း3နေရဖြစ်လို့3နေရဖြစ်မယ်1နဲ့3အဲတော့16လက်သမား335အဖြေဆိုရင်မှအဖြေရေးပါမယ်16လက်သမား335နောက်တစ်ခုကနံပါတ်ကငယ်လေးလက်သမား16အမြောက်3ညလက်သမား9 9642နှစ်ရေးလေးမဲ9740ခွန်ခွန်ရလေးရပေါင်းတော့17တည့်ရေးတက်မှ ခုနှစ်လေးလေး28 20နဲ့ကိုအဲ၃ညနဲ့မြောက်တော့၃ညလေးကြီးတယ်ပဲရမယ်ဒါဆင်မတို့လွှဲအောင်ရေးထားလိုက်မယ်ဟုတ်ပြီနော်နေ့ရက်တရက်9ရက်2ရက်ပေါင်းလိုက်တော့ဟုတ်ပြီအဲ့တော့ဒီနေရာမှာဒသမ2နေရာဒီနေရာမှာဒသမ3နေရာဆိုတော့ပေါင်းလိုက်တော့ဒသမ3နေရာရှိမယ်1 2 3ဒသမ9 1 2 ခါကြီးက၄.၉အမြောက်၊ဂါရတမ၁၈အဲ့တော့၄.၉၊၅ရတမ၁၈အဲ့တော့တချို့ကလေးတွေကဒီလိုရေးရတဲ့အချိန်မှာဒီတတမတွေကိုတည့်ပြီးရေးရမှာလားဘယ်လိုရေးရမှာလဲဆိုရပြဿနာရှိပါတယ်။ဆရာမအမြင်ကတော့တကယ်လို့ဒါကိုပေါ့နော်ဆရာမတို့က၄.၉ပြီးတော့မှ၅ရတမ တရှိလို့ရင်းရင်းပြီးတော့တွက်ရင်လည်းပဲမမားပါဘူးဟုတ်ပြီနော်တကယ်လို့ကိုကရှင်းနဲ့မြောက်တဲ့ချိန်မှာရှင်းအောင်တက်တဲ့ရေးမယ်တင်းနဲ့မြောက်ရင်တက်အောင်တက်တဲ့ရေးပြီးတော့ငါးနဲ့မြောက်ရင်ငါးအောင်တက်တဲ့ကိုရေးမယ်ပေါင်းတဲ့ချိန်မှာမအောင်လို့ပေါ့နော်ဒါလည်းအိတ်တိုင်းလေးပဲသွားမယ်ဆိုလို့ရှိရင်တော့မမားဘူးလို့တော့ဆရာမမြင်ပါတယ်နော်ဒီဥစ္စာကိုလေဟုတ်ပြီတော့မြောက်ကြည့်အောင်ကိုရှင်းလေး82နှစ်ရေးခွန်မယ်အဲ့တော့စမတက်တဲ့ရေးမယ်နှစ်ရေးခွန်မယ် ခေါ်မတ်တော့၈လေးလေးအဲဒီလိုမြုပ်ပုံစားတွေကြတော့တချို့ကလေးကမရတော့ဘူးဟုတ်ပြီနော်မြောက်လိုက်တဲ့ခါမှာဒါနဲ့မြောက်ပြီးရင်ဒါနဲ့မြောက်တော့အဲ့လိုမျိုးအလွဲတွေဖြစ်သွားတာတွေရှိတယ်ဒီလိုမျိုးကြတော့အဲဒီမြောက်ရတာပုံပြီးလွယ်မယ်လို့ဆရာမထင်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဆက်ကြည့်အောင်ကျလေ32 39ကိုအဲ့တော့တင်းနဲ့မြောက်မယ်တက်ကိုလီကို တက်အောင်တက်တက်ကိုရေးမယ်တင့်လေးလေးကလေးတော့ငားနဲ့မြောက်မယ်ငားအောင်တက်တက်ကိုရေးမယ်ကိုငားလေးလေးဇက်ငားငားရေးလေးမယ်ငားလေးလေး20 20နဲ့လေးဟောပြီးတော့ပေါင်းလိုက်ပါမယ် နော်နှစ်ခုနှစ်လျာဆက်ရှိရှိရေးတင်မဲ့၄ရက်၄ရက်က၈၈53 3ရက်တင်ဒီမှာက9ဒီမှာက2အဲ့တော့တသမဖြစ်မယ်ဒီမှာတနေရဒီမှာနေရပေါင်းလိုက်တော့3နေရဆိုတော့ဆရာမတို့3နေ3 3နေရဖြစ်မယ်25တသမ3ရှင်းနှစ်နောက်တစ်ခုနနံပါတ်5က3ညသမ3နဲ့အမြောက်3ညသမ8အဲ့တော့ရေးမယ်3ညသမ3နဲ့3ညသမ8 ရှင်းနယ်လေး6 6ရေးတက်မဲ့7324 20နဲ့ငါနောက်က3ညဆိုတော့3ည3ည3ညအဲပေါင်းလိုက်မယ်6 9 2အဲဒီမှာ3ညပေါ့နော်ဘလို့ရင်လည်းမထည့်တော့ပါဘူးဒီမှာတသမနှစ်နေရာရဲ့ဒီမှာတသမတနေရာ3နေရာဖြတ်မှာဆိုတော့ဒီတသမဒီ၈3ညဟိုက3မှရမှာအဲ့တော့3 2 3 3ညတသမ1 5 6စာလုံးက တုံညာတသမနှစ်အမြောက်တုံညာတသမတုံညာလေးအဲ့တော့မြောက်မယ်တုံညာတသမနှစ်တုံညာတသမတုံညာလေးဘယ်လိုရေးခြင်းလဲကလေးတို့အနေနဲ့ဒီလိုရေးခြင်းသလားဒါမှမဟုတ်ပဲနဲ့တုံညာတသမနှစ်ဒီအရှိယတုံညာတသမတုံညာလေးဆိုရင်မှရေးခြင်းလားအတူတူပါပဲဟုတ်ပြီနော်အဲ့တော့ဒါကိုဆိုရင်လည်း၄နဲ့၄က၈လေး၃ည၄ညအဲ့တော့နောက်က၃ည၄နဲ့ဆက်မြောက်တဲ့ခါမှာလည်းဒီမှာ၃ည၃ညရမယ် ရှေ့ရတုံညာဒီတုံညာနဲ့ဆက်မြောက်ရင်လေတုံညာတုံညာဆိုပြီးရရအောင်အဲ့ဆိုရင်ဒီမှာကရှေ့တုံညာတုံညာတုံညာဆိုပြီးရသွားပြီဒီမှာဒသမကတနေရဒီမှာဒသမနှစ်နေရဆိုတော့၃နေရဖြစ်မယ်ရှေ့နဲ့တုံအဲ့ဒီမှာ၃နေရဖြစ်လိုက်ပြီဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးဒီပုံစံနဲ့တွက်ချင်လဲရသလိုဒီလိုတွက်မယ်ဆိုရင်လေ၄နဲ့၄ရှေ့ဒီမှာ၄အောက်တက်တက်ရေးမယ်၄တုံညာ၄တုံညာအဲ့လိုရေးမယ် ဟုတ်ပြီလားဒီ၃ညတက်တဲ့ကိုရှင်းနောက်တစ်လုံးကျတော့၃ညနဲ့မြောက်မယ်၃ညနဲ့လေ၃ည၃ညဒီ၃ညနဲ့မြောက်ရင်ဒီအောက်တက်တဲ့ကိုရှင်းမယ်ဒီလိုရှင်းလိုက်မယ်အဲ့ပြီးတော့သူ့ကိုပေါင်းမယ်ရှင်း၃ည၃ည၃ညဒသမက2နေရာ2နေရာနဲ့2နေရာ3နေရာဆိုတော့1နဲ့3ဆိုရင်ဖြစ်လိုက်တော့၃ညဒသမ၃ည၃ည၈အဲ့တော့တချို့ကလေးတွေကဒါလေးကိုလေအတော်လေးပြဿနာဖြစ်ကြပါတယ်ဒါသတိထားပြီးမှတွေ့ကြပါ ဟုတ်ပြီနောက်ကနံပါတ်၄က6.4အမြောက်3.95ကိုမိတို့တွေ့ရမည်ကိုရှင်းပြပါမည်တဲ့အဲ့တော့ဒီနေရာမှာပေါ့နော်ဆရာမတို့ကတွက်ကြည့်ပါမယ်6.4 3.95အဲ့တော့ဆရာမတွက်ပြမယ်3.95အဲ့တော့9လေးလေး20 3ရရင်2မှ9 6လေး30 30နဲ့2 9လေးလေး28 8ရတော့2မှ9 6 9642နင်းနဲ့ပေါင်း40နဲ့လေးအဲ့ဒါပေါင်းလိုက်မယ်3ည8930 3ညရေးတင်း၄ရက်3ရက်ပေါင်းခွန်1နဲ့ဆိုတော့8 48ပေါ့နော်အဲ့တော့သမားဒီမှာတနေရာဒီမှာနဲ့နေရာ3နေရာဖြစ်မယ်10နဲ့3လေးသသမာ6 3ရ3အဲ့တော့ဒါမျိုးဆိုလို့ရှိရင်တဲ့ဆရာမတို့ကလေးသသမာ8လို့အဖြစ်ရေးလို့ရပါတယ်သူကလေးသသမာ8လည်းအဖြစ်မှန်ပါတယ်တူတူပဲနောက်က3ရောက်ထည့်ရေးဆရာမလို့အဲ့တော့ဒီနေရာမှာအဖြစ်ရေးမယ်ဆိုရင်အဖြစ်လေးသသမာ8ဆိုပြီးရေးလိုက်ရောပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနံပါတ်ခွန်ကကြတော့ဆရာမတို့ဒီအတိုင်းပဲအဖြေထွက်လာမှာပေါ့နော်နောက်ကတော့ညတွေကိုမယူရပါဘူး 300ဒသမ6အမြောင်80ဒသမ5အဲ့တော့အဲ့အားလေးကိုဆက်ပြီးဒီမှာပဲသက်ပြမယ်နော်300ဒသမ6 6 80ဒသမ5 80ဒသမ5အဲ့တော့65လေး30 3ညရေ3မှတ်5လေးနေ20 20နဲ့3အဲ့တော့5 3ညလေး3ညမရေတော့ဘူး6648 8ရေ4မှတ်8လေးလေး32 30နဲ့6 လူမျိုးတက်အောင်တော့ရေးပါနည်းနည်းတနည်းရလွဲသွားပြီဆိုတာနဲ့အဖြေလွဲသွားမှာဖြစ်လို့ပါအဲ့တော့ပေါင်းပါမယ်၃ည၈ရက်၃ရက်ပေါင်းတော့၁၁တိရေးတက်မဲ့6ဖွန်ရှက်ကိုအဲ့တော့ဒါက9ဒီမှာက3အဲ့တော့ဒသမဖြတ်မယ်ဒီမှာနည်းနည်းရဖြတ်မယ်ဒီမှာတနည်းရဖြတ်တနည်းအားဆိုတော့၃နေရာဖြစ်မယ်၁၂၃အဲ့တော့၃ဒသမ၉၁၃ညအဲ့တော့အဖြေထိုးလို့ရှိရင်အဖြေ၃ဒသမ၉၁နောက်က၃ညကိုမရှိတော့ဒါပဲနော် ဒါဆိုရင်နံပါတ်၈ကိုစပြီးတော့တွေ့ရအောင်နံပါတ်၈မှာ၃ပုံရှိပါတယ်။နံပါတ်၈ကကကြီး၃တက်မ၄၃ညတက်မ၅အဲကိန်းနေဟိုတာတက်အောင်ရေးပါဟုတ်ပြီနော်။၅လေး၄၀၃ညရေးနှစ်မ၅၄၁၀၁၂၂နေရေးတက်မ၅၃၄၅၁၆တော့တော့၃ညနဲ့မြောက်မယ်၃ည၃ည၃ညအဲပေါင်းပါမယ်၃ည၂၆ ဲ့တော့ကျမတို့ဒီမှာဖြတ်မယ်ဒီမှာ2နေရဒီမှာ2နေရဆိုတော့ပေါင်လိုက်တော့3နေရ3နေရဆိုတော့1 2 3တက်တက်တက်မှာ6 2 3ညအဲ့တော့အဖြည့်ရေးတဲ့အချိန်မှာဒီတက်တက်တက်မှာ6 2လို့ပဲရေးပါအဖြည့်တက်တက်တက်မှာ6 2ဟုတ်ပြီခခွေခခွေက4တက်တက်မှာ2အမြောက်တက်တက်တက်မှာ3 5အဲ့တော့4တက်တက်မှာ2 ဲ့တော့ဒီမှာရေးတဲ့အချိန်မှာလည်းဆရာမတို့ဒီလိုလေးရေးလိုက်ပါမယ်တက်တက်တက်မှာ3ပါဆိုပြီးတော့ gain နေတက်အောင်ရေးမယ်အဓိကတော့ gain နေတက်အောင်ရေးပါမယ်9နဲ့လေး30 3ညရေးတက်မှ9နဲ့လေး20 20နဲ့တက်9နဲ့မြောက်တော့9အောက်တက်တက်ရနဲ့စရေးမယ်3နဲ့မြောက်တော့3အောက်တက်တက်ရနဲ့စရေးမယ်ဒီ gain နေလေးညီညီနေရမယ်နော်3နဲ့လေးက6 3လေးလေးက7အဲ့တော့7နှစ်တခါလဲရေးရုံပဲ1နှစ်မြောက်တော့1အောက်တက်တက်ရေးမယ်ဒီဂိမ်းနေနေရမယ်1နှစ်လေးက2 1လေးလေးက4 ဲ့တော့ပေါင်းမယ်3ည6ရက်တည့်ရက်က9 2 4 6ဒါက6 4ရက်တည့်ရက်က9တသမကဒီမှာတနက်နေ့တနေ့ရဒီမှာနေ့ရဖြစ်တော့3နေ့အ1နဲ့3ငါးရသမ6ခွန်3ခွန်အဲ့တော့အဖြေရင်းရင်ငါးရသမ6ခွန်ခွန်နောက်က3ညကိုထည့်ရေးစရာမလိုဟောဘေခငယ်သွားမယ်ခငယ်က3ညရသမ3ည5အမြောက်3ညရသမ8 3ညရသမ3ည5 3ညဒသမ8အဲ85လီ40 3ညရေ4မဲ့83ည3ညဆိုတော့4အော်ဒါကတော့3ညပါနော်3ည5လီရတယ်3ည3ညအဲတော့3ညအဲတော့3ညရေးမယ်4 3ည3ညဒီမှာ2နေရဒီမှာ2နေရဆိုတော့3နေရ10နဲ့3ဆိုတော့ကျွန်တော်ယူလိုက်မယ်3ညဒသမ3ည4 3ညအဲ့တော့ဒီမှာဒီ ဒီ၃ညတွေကထည့်ယူရပါမယ်နောက်က၃ညကိုတော့ဆရာမတို့ဖြုတ်လို့ရတယ်ဟုတ်ပြီနော်ဒီ၃ညတွေကိုဖြုတ်လို့မရအောင်အဲ့တော့အဖြေထိုးတဲ့အချိန်မှာ၃ညတက်မှာ၃ည၄ဆိုပြီးတော့ရတယ်ဒါဆိုရင်ဆရာမတို့နံပါတ်ကိုကြည့်ပါမယ်အောက်ပါတို့ကိုဒေါင်းလိုက်တက်ပါဒီလောက်ဆိုရင်တော့ကလေးတို့ရတော့ရပြီလို့ဆရာမထင်ပါတယ်နော်ဒါပေမဲ့ဆရာမကဒီမရတဲ့ကလေးတွေအတွက်တွက်တွက်ပြပေးမှာဖြစ်ပါတယ်နည်းနည်းတော့များလို့ဆရာမနည်းနည်းခြံထားရမလားစဉ်းစားနေရတယ် နံပါတ်9ကကြီးက23အမြောက်တက်တက်မ8 23 sorry တက်တက်မ8တော့ပဲမြောက်မယ်83 24 4ရေးနှစ်မဲ့746 78တက်3 3တက်4နှစ်ပေါင်းမယ်4 83 71တက်ရေးတက်မဲ့နှစ်3 4အဲ့တော့433တက်တက်မဒီဒီမှာမရှိဘူးတက်နေရပဲဖြစ်မယ်တက်နေရဖြစ်မယ်ဆိုတော့ 47တသမ4အဲ့တော့အဖြေ47တသမ4ဆိုပြီးတော့ရေးပါမယ်။နှစ်တသမခွန်အများ4တသမ2မြောက်မယ်2944 4ရေးတက်မှ2445အဲ့တော့944 28ရေး2မှ448 10 ဲ့တော့30ဆိုပြီးတော့ရေးလိုက်မယ်ပေါင်းမယ်4 5 7 3 3 1 1 1 1ဒီမှာ1 1သတ္တမလေးဒီမှာတနေရာရှိမယ်ဒီမှာတနေရာရှိမယ်သတ္တမနှစ်နေရာဆိုတော့1 2ဆိုပြီးဖြစ်လိုက်မယ်17သတ္တမ3 4နံပါတ်ကငယ်စတေတသမ4ရက်မြောက်3ရက်တသမ6အဲ့တော့ရေးလိုက်မယ်6 24 4 2 6 4 6 8 6 6 3 6 3ရက်4 4 3ည3ည3ညအဲ့တော့ပေါင်းမယ်4 8 6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  ချာတုံညအဲ့ဒါတမဖြစ်မယ်ဒီမှာတနေရဒီမှာတနေရနှစ်နေရဖြစ်မယ်ဆိုတော့နှစ်နေရပေါ့နော်ဒါဆိုလို့ရှိရင်106ကိုဆရာမတို့ထည့်မိတော့ဒီမှာကလေးကဒီဖြတ်ထားခဲ့တော့မယ်အဲ့တော့6တသမာ104ဟုတ်ပြီနော်ဒီမှာကိုကလေးတို့ကရေးထားတယ်ဒီလိုရေးထားတယ်ဆိုရင်တော့မှအဖြေမှာတော့ဒီထိတ်ကတုံညကိုထည့်မိတော့6တသမာ104ဆိုရင်မှပဲဖြေထုတ်ဟုတ်ပြီနော်ကကြီးက1.56အမြောက်4.5ခွာအဲ့တော့ဆရာတို့ရေးလိုက်မယ် 9642နှစ်ရေးလင်းမယ်9535 39ရေးသုံးမယ်9740နောက်တစ်ခုက6624လေးရေးနှစ်မယ်9620 22နှစ်ရေးနှစ်မယ်4746 အဲ့တော့ပေါင်းပါမယ်။နေ့ရက်9ရက်10ဆက်3ပေါ့နော်။တင့်တင့်3 6ရက်10ရက်ကခွန်။တသမဖြစ်မယ်။ဒီမှာနှစ်နေရာဒီမှာတနေရာ3နေရာဖြစ်မယ်။တင်းနဲ့3အဲ့တော့အဖြေဒီခွန်တသမ3 3 2တုံညာရတမ2ကိုအမြောက်3တတမ4အဲတုံညာရတမ2ကို3တတမ4လေးကိုလီ36 6ရေး3မဲ့၄နဲ့လီ8 17 ကို329ခွန်ရေးနှက်မဲ့346 8အဲ့တော့ရေးမယ်အော်ဒီမှာ3 3ည4 3ညဆိုတာထည့်ရေးခြင်းလည်းရှိပါမရင်လည်းရပါတယ်เนาะ9တက်လေးအော် sorry ခွင့်ရတဲ့ရက8ရှက်တဲ့ရက9အဲ့တော့တသမအမှတ်ဖြတ်တဲ့အချိန်မှာဒီမှာနှစ်နေရဆရာမတို့တကယ်လို့ဒီမှာ3ညမထည့်ခဲ့ဘူးဆိုရင်ဒီမှာတနေရ3နေရဖြတ်တော့ဒီလိုလေးဖြတ်လိုက်တော့တသမ9 6 6အဲ့တော့တသမရှိမှာ3ညရှိမယ်3ညတသမ9 6 6ဒါပြီเนาะ စာလုံးက16.5အမြောက်3.83အဲ့တော့ဆရာမတို့ရေးမယ်3.83 3.83အဲ့တော့9345ရေးတက်မယ်63.48 9ရေးတက်မယ်3.3 4 85လေး40 3ညရေး4မယ်6648 48အပေါင်းနှစ်က52 နေရင်းမှ၈၄ရှစ်ရှစ်ပေါင်း53ဟုတ်ပြီပေါင်းမယ်ငါ9ရဲ့3ညရဲ့က9 4ရဲ့ပေါင်းနဲ့က6 3 1အဲ့တော့73တတမ6 9 9 sorry ဒီမှာတတမဖြစ်အောင်မယ်ဒီမှာတနေရဒီမှာနဲ့နေရဆိုတော့3နေရဖြစ်မယ်7နဲ့3 73တတမ6 9 9စလေး ။သုံးညရတ္တမ14အမြောက်သုံးညရတ္တမ3။သုံးညရတ္တမ14သုံးညရတ္တမ3။သုံးလေးလေးဆက်နေနှစ်ရေးတက်မဲ့သုံးတက်လေး3ဒီသုံးတုံညလေး3ညသုံးညကသုံးညသုံးညသုံးညအဲ့တော့ပေါင်းမယ်2 4သုံးညသုံးညအဲ့တော့ဒီမှာတမအမှတ်နဲ့နေရဒီမှာတမအမှတ်တနေရအဲ့ဆို10နဲ့3ခနဲ့3နဲ့အဖြစ်မယ်သုံးညတမသုံးည4 2 ။စကွဲက6.14အမြောင်2.5 6.14 2.5 5သလေးဒီ20 3ညရေနှစ်မှတ်6ငါးလေး40 40နဲ့နှစ်နှစ်ရေလေးမှတ်6ငါးလေး30 30နဲ့၄နှစ်လေးလီက၈နှစ်ရှစ်လီက၁၆၆ရေးတက်မှတ်၆နှစ်လီ၁၂ဆက်၃ဟုတ်ပြီပေါင်းပါမယ်၃ည၃ည၁၁၁ တက်တင်336ဒါမှတက်ဒါမှဒီမှာအမှတ်နဲ့နေရဒီမှာစနေတနေရဆိုတော့3ရက်ဖြစ်မယ်1နဲ့3ဒါဆိုတော့ဒီရအတွက်အဖြစ်ရကြတော့ဆင်မတို့ဒီ3ရက်တွေကိုဖြုတ်ပြီးတော့ရေးလို့ရတယ်တက်တက်ဆက်ခွန်ဒါသမတ10ဆိုပြီးတော့ဖြည့်ထုတ်နောက်တစ်ပုဒ်က3ရက်ဒါသမ2အမြောက်3ရက်ဒါသမ3ရက်5အဲ့တော့စသွက်မယ်3ရက်ဒါသမ2 အဲ့တော့ဘလို့ရေးခြင်းလဲကလေးတို့ဒီဘက်ကိုထွက်ပြီးရေးခြင်းလဲရတယ်။၃ရက်တက်မှာ၃ညာ။ငါးနဲ့မြောက်မယ်။ငါးနဲ့လီ၁၀၊၃ညာရေးတက်မယ်။ငါး၃ညာရေး၃ညာဆိုတော့၁။၃ညာနဲ့လီ၃ညာ၃ညာ။ရှေ့က၃ညာလဲ၃ညာ၃ညာ။အဲ့တော့ပေါင်းမယ်။သူတို့တက်အောင်တော့အဓိကရေးပေးရပါမယ်နော်။ အဲ့တော့၃ည၁၃ည၃ညဒီမှာဒသမအမှတ်2နေရတနေရဒီမှာ2နေရပေါင်းတော့3နေရဆိုတော့ဒီမှာ3နေရဖြစ်မယ်1နဲ့3အဲ့တော့အဖြေကဒီနောက်က၃ညကိုမထည့်ရရဲ၃ညဒသမ၃ည၁ဒါအဖြေပဲဟုတ်ပြီနော်အဲ့ဆိုတော့ဒီနေ့ဆရာမတို့တွားခဲ့တဲ့သင်ခန်းစာကိုကလေးတို့ရသွားပြီလို့ဆရာမထင်ပါတယ်နောက်ကျန်နေတဲ့ဟိုဘက်ကစာမျက်နှာ56ပတ်သင်ခန်းစာကိုတခြားဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် ခုလိုအဆုံးထိလာထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်